အလုံးမဲမင်္ဂလာပါရှင်မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ WLFI တွေ Airdrop ပေးဖို့ Trampine Wall Liberty ချင်းညာဆိုတဲ့သတင်းနဲ့အတူ Solana ဘောက်မှာ Western Union ရဲ့ Stable Coin ကိုတွေ့ရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစီတိဆက်သူ Kiki ပါ ပထမအဦးဆုံးတနေ့တပုတ်အနေနဲ့ WLFI နဲ့ Aero Bay ဘို Trump My War Liberty ကြီးညာဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ American သမ္မတ Donald Trump ဘာ Crypto လုပ်ငန်းတစ်ခုဖြစ်တဲ့ Wall Liberty Financial ဟာ USD 1 stablecoin loyalty program က early user တွေကို WLFI token ပေါင်း8.4 million ဒေါ်လာ1.2 million ပို့ airdrop ပေးသွားဖို့ပြင်ဆင်နေပါတယ်။ USD Worldwide Program ဆိုတာကတော့ WLF ရဲ့ Partner Exchange တွေမှာ USD 1 pair တွေ trade လုပ်ရင် USD 1တွေကင်ထားရင် point တွေပေးခဲ့တဲ့ program တစ်ခုပါအခုတော့ဒီ point တွေ align error တွေပြန်ထုတ်ပေးတော့မှာဖြစ်ပြီး MEAC Gate Kucoin Alban HDX နဲ့ Fistar ဘောကနေတစဉ် error ပေးသွားမှာပါဒါပေမဲ့ CEX တခုချင်းစီအလိုက်တမချက်တွေနဲ့ပြန်ရမယ့် airdrop ပမာဏတွေကွာခြားနိုင်ပြီးပေးတာနေတဲ့ CEX ကတော့အပြောအဆိုခံရအောင်ပါ ဒါပေမဲ့ WLFI ကတော့ D point program ကိုပုံစံအတိတ်တည်း decentralized finance integration တွေနဲ့သုံးဆက်သူတွေအတွက် reward ပေးနိုင်ဖို့နည်းလမ်းတွေထပ်တိုးပြီးချဲ့ထွင်သွားမယ်လို့ပြောခဲ့သလိုအခု error ဟာအစပဲရှိသေးကြောင်းဆိုထားပါဗျ။အခုလက်ရှိမှာ WLFI ရဲ့ထုတ်ကုန်တွေအဖြစ် USD1 stablecoin နဲ့ WLFI native token တို့ရှိနေပြီး USD1 ဟာ $2.94 billion market cap နဲ့ကမ္ဘာမှာ6ခုမြောက်အကြီးဆုံး stablecoin အဖြစ်ရည်တည်နိုင်နေပါဗျ။ ဒါပေမဲ့ WLFI ကတော့လက်ရှိ $0.14 နဲ့အယောင်ဝယ်ဖြစ်နေပြီးပြီးခဲ့တဲ့24နှစ်အတွင်း0.5ရာခိုင်နှုန်းဈေးကျဆင်းခဲ့ပါတယ်။ဒါ့အပြင် WLFI ဟာစက်တင်ဘာလစံချိန်တည်စီ $0.46 ကနေ90ရာခိုင်နှုန်းနီးပါးကျဆင်းနေစေဖြစ်တာကြောင့်ဈေးထိန်းနိုင်ဖို့အတွက်ကို WLFI အနေနဲ့ရုန်းကန်နေကြရဆဲပါ။ နောက်ထပ်သတင်းတပေါ်အနေနဲ့ဆိုလာနာပေါ်မှာ Western Union ရဲ့ Stable Coin ကိုတွေ့ရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။လွန်ခဲ့တဲ့ရက်ပိုင်းကမှ Stable Coin တွေကိုစိတ်ဝင်စားနေကြောင်းပြောခဲ့တဲ့ Western Union ဟာသူ့ရဲ့ Digital Asset Network နဲ့ USDPT Stable Coin တိစောက်ဖို့အတွက် Solana Blockchain ကိုရွေးချယ်လိုက်ပါပြီ။ USDPT US Dollar Payment Token လို့နာမည်ပေးထားတဲ့ Western Union ရဲ့ Coin Stable Coin အသင်းနဲ့အတူ Digital Asset Network ဆိုတဲ့ platform အသစ်တစ်ခုပါထွက်လာမှာဖြစ်ပြီး 2026ခုနှစ်ရဲ့ပထမနှစ်ဝယ်မှာထွက်လာနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဒီနောက်ပိုင်းမှာတော့ PayPal ရဲ့ PYUSD လိုမျိုး GXD မှာ list လုပ်ထားနိုင်တဲ့ stablecoin တစ်ခုဖြစ်လာတဲ့အထိစူးစမ်းသွားမှာဖြစ်တယ်လို့ Digital Asset Network ဟာလည်းနိုင်ငံပေါင်း200ကျော်မှရှိတဲ့ Western Union user ပေါင်း150မီလီယံကျော်အတွက် crypto ကနေငွေသားထုတ်ယူမယ်လမ်းကြောင်းတစ်ခုဖြစ်လာမယ်အကြောင်းကြေညာသွားခဲ့ပါတယ်။ Solana ဟာလုပ်ငန်းသုံး stablecoin platform တစ်ခုတည်ဆောက်ဖို့အတွက်မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ကြောင်းလည်း ဝါရှင်ယူနီယံဘက်ကဆိုသွားခဲ့ပြီးဇူလာနာပေါ်မှာ transition တွေကိုဈေးတိုင်တန်စပီးမြန်မြန်နဲ့လုပ်နိုင်တဲ့အချက်ဟာဝါရှင်ယူနီယံလိုမျိုးကမ္ဘာလုံးဆိုင်ရာငွေလဲ platform ကြီးအတွက်တော့မျက်စိကျစရာဖြစ်သွားခဲ့ပုံပါပဲ။ဒါကတော့မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။